ရှင်တွေအားလုံးတာလီစောပါ Development Media Group DMG ရဲ့2025ခုနှစ်အောက်တိုဘာလ14ရက်နေ့အတွက်သတင်းအထံထုတ်လွှင့်မှုစတင်ပါတော့မယ်ဒီကနေ့မှာတော့နေစတိုက်ပွဲတွေမှာ PGB ပတ်သက်နေမှုရခိုင်ပြည်ရေးပုံမှုရှုပ်ထွေးစေတယ်လို့ပြောတဲ့အကြောင်းတီပုံမြို့အနည်းအထိစစ်ကောင်စီတပ်တွေရောက်ရှိလာတဲ့သတင်းထိုင်းမြန်မာနေစတိခိကိုဘုံထက်ကျဲမှုကြောင့်နှစ်ဦးထဏ်ရရတဲ့အကြောင်းအပါအဝင် တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုကျွန်မ PPW နဲ့အတူမိုးပေါကပူပေါင်းတင်ဆက်ပေးသွားမှာပါ။ပထမအုပ်ဆုံးအနေနဲ့နေဆက်တိုက်ပွဲတွင်မှ BGB ပတ်သက်နေမှုရခိုင်ပြည်ရဲ့ပုံမှုလျှောက်ထွေးစေတယ်လို့ပြောတဲ့အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်။ရခိုင်ဘင်္ဂလားဒေ့ရှ်နေဆက်မှာမွတ်စလင်လက်နက်ကန်အုပ်စုအာဆာနဲ့အာရခတ်တပ်တော် AA တို့အကြားတိုက်ပွဲတွင်မကြာခဏရှိနေပြီးတော့အဲ့ဒီတိုက်ပွဲတွင်မှာ ဘင်္ဂလားဒေ့ရှ်အနေရှားဆောင်တက် VGPR ရှိတချို့ကကူညီထောက်ပံ့ပေးနေတယ်လို့ AA နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တွေကပြောဆိုကြပါတယ်။အဲဒီတော့ဘင်္ဂလားဒေ့ရှ်ဟာမွတ်စလင်လက်နက်ကန်အဖွဲ့တွေကိုစစ်ရေးအကူအညီတွေထောက်ပံ့ပေးပြီးအာရခတ်တော်ဘော်တိုက်ခိုက်နေတာဟာမြန်မာနိုင်ငံရဲ့အချောက်ကြာအာဏာကိုဝင်ရောက်ဆက်ပတ်တာဖြစ်ပြီးရခိုင်ပြည်အရင်နဲ့နေဆက်ဒေသပနိပခရုံကိုပုံမရှုပ်ထွေးစေတယ်လို့ဆိုကြပါတယ်။ ဒါအပြင်အာရခတ်တပ်တော်နဲ့တိုက်ပွဲဖြစ်ပြီးကြာဆုံးသွားတဲ့အလောင်းတွေနဲ့ဒဏ်ရာရမွတ်စလင်နဲ့ကန်တပ်ဖွဲ့တွေကို စေဝါကုသပေးတာရက်ခါနဲ့လက်နက်ခရမ်းထောက်ပံ့တာတွေအပြင်လုံခြုံရေးဝေဟင်ကင်းထောက်ပေးတာရေဒါစနစ်ကိုအသုံးပြုပြီးစစ်ရေးဆိုင်ရာအချက်လက်တွေပံ့ပိုးကူညီပေးတာနဲ့တော်ဝဲပြီးတိုက်ပေးတာတွေလုပ်နေတယ်လို့အေကဆိုပါတယ်ဒါကြောင့်အဲ့ဒီမွတ်စလင်လက်နက်ကင်တွေနဲ့ PGB အချင်းပြအရာရှိတချို့ကိုဘင်္ဂလားဒေ့ရှ်အစိုးရကအများဆုံးဖော်ထုတ်ပြီးတော့အရေးယူပေးဖို့စနေပါ28ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ် ဒါပေမဲ့ဘင်္ဂလားဒေ့ရှ်အနေရှားဆောင်တပ်ဟာအာဇာ RSO စတဲ့မွတ်စလင်အုပ်စုတွေကိုထောက်ပံ့ပေးတာလုံးဝမရှိဘူးလို့စနေပါ29ရက်မှာညင်းဆန်ထုတ်ပြန်ခဲ့ပါတယ်။မွတ်စလင်လက်နက်ကိုင်တွေအပေါ် BGB အရှိတရှုအားပဲအမြောက်ပြုတ်လောက်ပေးနေတာကိုဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ထိန်းကွက်ပြီးအာရခတ်တပ်တော်နဲ့တနမန်ရဲ့တိဆောက်တင်တယ်လို့ဘင်္ဂလားဒေ့ရှ်အရေးဆောင်ကြီးနေသူတွေကသုံးသပ်ကြပါတယ်။လက်ရှိမှာမွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့ထောင်ထားတဲ့မြေမြောက်မိုင်းနေမီပြီးအော်တိုဘာ7ရက်က KGB တပ်သားတို့ရှစ်တစ်ဖက်ပြတ်ပြီးတော့တခြားတစ်ဖက်မှာပြင်းထန်တရားရတဲ့အခြေအနေတွေဖြစ်ပွားခဲ့တာရှိပါတယ်။ဒါ့အပြင်အာရခတပ်တော်အပေါ်တက်ခတ်နေတဲ့မွတ်စလင်လက်နက်ကန်တပ်ဖွဲ့တွေအပေါ်စစ်ရေးအထိပံ့ပိုးကူညီလာတာဟာရခိုင်ပြည်အတွင်းကတည်ငြိမ်ရေးနဲ့တဟားစတာကြစာနေထိုင်လူမှုကိုထိခိုက်စေတဲ့အတွက်ရခိုင်ပြည်သူတွေအနေနဲ့လက်မခံနိုင်ဘူးလို့ပြောဆိုကြပါတယ်။အာရခတပ်တော်အနေနဲ့တရားလျှောက်ဆေးရှင်းမှန်ရှင်းလျားပြီးတောတောင်ထူထပ်တဲ့ဘင်္ဂလားဒေ့ရှ်နေဆက်တစ်ခုလုံးကိုအပြည့်အဝတင်းလျှောက်ထားတာဟာ အခွင့်အလမ်းတွေရှိတယ်လို့နေဆက်ဒေတာလုံခြုံရေးဘော်စင်ကွန်မှုတွေများစွာလဲရင်ဆိုင်နေရတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဒီပုံမျိုးအနည်းအထိစစ်ကောင်စီတက်တွေရောက်ရှိလာတဲ့အကြောင်းကိုလည်းတင်ဆက်ပေးချင်ပါတယ်တီယနာလေထင်းချုံထားရတီပုံမျိုးကိုအပြင်ထံထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေဟာလက်ရှိမှာတီပုံမျိုးနဲ့အနီး၃မိုင်ဝန်းကျင်အကွာကိုရောက်ရှိနေပြီလို့သိရပါဗျ။လက်ရှိမှာတီပုံမျိုးအနီးနာခေကျေးရွာအနီးမှာ တိုက်ပွဲတွေဖြစ်နေပြီးတော့မနေ့ကပိုချိုကျွော်ကိုကျူလွန်ပြီးရောက်ရှိလာတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းဟာအင်အားအများအပြားလေတပ်လက်နက်ကြီးပစ်ကူတွေနဲ့ထိုးစစ်တင်နေတာဖြစ်တယ်လို့ဒေသခံတွေကဆိုပါတယ်။တိပိုးတိုက်ပွဲနဲ့ပတ်သက်ပြီးတော့ TNL ဘက်ကတစုံတရာသတင်းထုတ်ပြန်တာမျိုးမတွေ့ရသေးပါဘူး။တရုတ်ကုန်သွယ်ရေးလက်မကြီးမန္တလေးမူဆေလမ်းပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသက TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မြို့တွေကို စစ်ကောင်စီကဇက်တိုက်ထိုးစစ်ဆင်နေတာကြောင့်ပြန်လည်သိမ့်ပိုက်တာတွေလည်းလုပ်နေပါတယ်။တရုတ်ကုန်သွယ်ရေးလမ်းမကြီးမန္တလေးမူဆယ်လမ်းပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းဒေသက TNL သိမ့်ပိုက်ထင်းချုံထားတဲ့မြို့တွေကိုစစ်ကောင်စီကဇက်တိုက်ထိုးစစ်ဆင်နေပြီးတော့ပြန်လည်သိမ့်ပိုက်တာတွေလည်းလုပ်နေပါတယ်။နောင်ချုံမြို့ကိုဇူလိုင်15ရက်ကျောင်းမဲမြို့ကို အောက်တိုဘာ10ရက်မှာစစ်ကောင်စီကပြန်လည်သိမ့်ပိုက်ပြီးနောက်ဒီပေါ်မျိုးကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။လက်ရှိ DNL လေသိမ့်ပိုက်ထိန်းချုပ်ထားတဲ့နေမြေတွေမှာဒါအတိုင်းရင်းသားတွေဟာ လူနည်းစုအဖြစ်သာရှိနေပြီးတော့ဒေသခံတွေရဲ့ထောက်ခံမှုအားနေတာနဲ့စစ်ကောင်စီကိုဒေသခံတွေကတည်င်းအချက်အလက်တွေပေးနေတာကြောင့် CNL အတွက်နေမြေဆက်လက်ထိန်းချုပ်နိုင်ဖို့ခက်ခဲလာတယ်လို့သုံးသပ်နေကြပါတယ်။ဒါကြောင့်စစ်ရဲ့အကြအတင်းနဲ့ရှင်ဆိုင်နေရတဲ့ TNL အနေနဲ့တူဦးတဲ့တောက်ခံတာတဲ့တော်လိုင်းရဲ့အင်အားစုတွေနဲ့ပူးပေါင်းခုခံတင်တယ်လို့စစ်ရေးစောင့်ကြည့်နေသူတွေကထောက်ပြကြပါတယ်။၁၀၂၀ခုစစ်စင်ရဲ့အတွင်သိမ့်ပိုင်နိုင်ခဲ့တဲ့မြို့တွေထဲမှာ TNL ဟာဒီပေါ်နတ်ဆန် မိုင်လုံမောမိတ်မန်တုံနမ်မတူကိုခိုင်နန်ခမ်းမိုင်းငုံမြို့နယ်မိုးကုံမြို့တို့ကသာတိမ့်ပိုက်ထင်းချုပ်ထားတဲ့အခြေအနေဖြစ်နေပါတယ်။လက်ရှိဒီပေါ်မြို့ထိုးစစ်တွေနဲ့အတူစစ်ကောင်စီဟာတောင်းတထင်းချုပ်ဒေသအများအပြားကိုလေကြောင်းကနေဇက်တိုက်ပုံကျဲနေပြီးတော့အရှာသားတေဆုံးထံရရသူတွေလည်းများပြားလာနေပါတယ်။ထမ်းမြမနေဆက်တိခိကိုဘုံထမှန်ကျဲတာကြောင့်နှုတ်ဦးတန်ရရတဲ့အကြောင်းကိုလည်းတင်ဆက်ပေးပါပါ။ ထမ်းမြမာနေဆက်မှာခင်ရူထိန်းလျှောက်ထားတဲ့တိကိရွာကိုဒီကနေ့အော်တိုဘာလ14ရက်နေ့လယ်12နာရီခွဲလောက်မှာစစ်ကောင်စီတပ်ကလေရင်နဲ့ထမှန်ဘုံကျဲတက်ခိုက်ခဲ့တယ်လို့သိရပါတယ်။စစ်ကောင်စီဟာဂျက်ဖိုက်တာနဲ့ဘုံလေးလုံးကျေချတက်ခိုက်ခဲ့တာဖြစ်ပြီးနှစ်ဦးတင်အရရှိသွားပြီးတော့ဈေးဆန်ဒီဇိုင်းမေးလောင်ပျက်စီးသွားခဲ့တယ်လို့သိရပါတယ်။ခင်မျိုးသားအစည်းရုံးခင်ရူတပ်မဟာလေးထိန်းလျှောက်ထားတဲ့တိကိဒေသကိုစစ်ကောင်စီကအော်တိုဘာ6ရက်ကစပြီးလေရင်နဲ့ဇက်တိုက်ဘုံကျဲတက်ခိုက်မှုတွေပြုလုပ်နေတာပါ။ ော်တိုဘာ10ရက်ကလည်းဘုံကျစ်တိုက်ခတ်ခဲ့ပြီးအခုလအတွင်းလျင်နဲ့ဘုံကျစ်တိုက်ခတ်မှု3ရက်အထိရှိလာနေပြီလို့သိရပါတယ်။အဲ့ဒီလိုဘုံကျစ်တိုက်ခတ်မှုကြောင့်ကာစီလိုလောင်ကစားယုံတချို့အပါအဝင်အရသားနေအိမ်နဲ့အလောက်ယုံအဆောက်အုံတချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။တဝေခရိုင်မှာကံပေါက်ဒေသနဲ့ထိစပ်နေတဲ့နေအိမ်တော်စခန်းတစ်ခုကလွေပြီးခရိုင်အတွင်းကထမ်းမြမာနေဆက်ဒေသတစ်ခုလုံးကိုကင်အမျိုးသားအစည်းရုံးခင်နေယူကထိန်းချုပ်ထားတာလည်းဖြစ်ပါတယ်။သတင်းတွေကိုဆက်လက်တင်ဆက်ပေးနေပါတယ်။ စစ်ကောင်စီထိုးစစ်ကြောင်းစစ်မျက်နှာ၅ခုမှတိုက်ပွဲဖြစ်ပွားနေတယ်လို့ KNDF ပြောတဲ့သတင်းဝေလည်တင်ဆက်ပေးမှာပါ။ KNDF နဲ့အတွင်းလွိုက်ကောဒီမော့ဆိုဖရူဆိုဘောလခဲနဲ့ KNDF ရှမ်းတောင်နယ်စပ်ဖေခုံမြို့နယ်တို့မှာစစ်ကောင်စီကစစ်မျက်နှာ၅ခုထိဖွင့်ပြီးထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ KNDF အမျိုးသားများကကွေရက်တက် KNDF ကမနေ့ကထုတ်ပြန်ပါတယ်။စစ်ကောင်စီတပ်ဟာဒီမော့ဆိုမြို့နယ်ဒေါငန်ခါရက်ွက်နဲ့တနန်းဥကွန်ကြေးရွာတွေကတဆင့် ခောက်ပလော့ရွာဘက်ကိုထိုးဖောက်ပြီးတော့တက်ဆွဲနိုင်ဖို့လှုံ့ဆော်နေတာကြောင့်ဒိုလိုင်းရဲ့တပ်တွေနဲ့ထိတွေ့တိုက်ပွဲတွေနေ့စဉ်နှီးပါဖြစ်ပွားနေတယ်လို့ထုတ်ပြန်ထားတာပါဒီမော့ဆိုပရီဆိုလမ်းမကြီးတခြားမှာလည်းစစ်ကောင်စီကတက်ဆွဲထားတဲ့အတွက်ဒိုလိုင်းရဲ့တပ်ဖွဲ့တွေနဲ့နေ့စဉ်တိုက်ပွဲဖြစ်ပွားနေပြီးဘော်လခဲကိုစစ်ကြောင်းထိုးဖို့ပရီဆိုနဲ့ဘော်လခဲကြားကမက်ခရိုရှက်ကြီးရွာအနီးမှာစစ်ကောင်စီရဲ့လှုပ်ရှားမှုတွေရှိတယ်လို့ KNDF ကဆိုပါတယ်အောက်တိုဘာ6ရက်ကဘော်လခဲမြို့နယ် ဝမ်မလန်ကြီးရအပေါ်ဘက်တောင်ကုန်းမှာကာကင်းစခန်းရှာထားတဲ့စစ်ကောင်စီတပ်နဲ့တနအီအကြတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကထိခိုက်ကြဆုံးမှုများပြားခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။လွယ်ကုံမြို့နယ်အရှေ့ဘက်ခြမ်းမှာလည်းအော်တိုဘာ6ရက်ကလွင်လင်းလင်းမြို့နယ်ကရင်နီရှမ်းတောင်နေဆက်ကကြီးရတဲ့ဘက်ကိုစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်တွေပူးပေါင်းစစ်ကြောင်းထိုးလာတဲ့အတွက်တုံးနိုင်ကြထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ရေးသားထားပါတယ်။ဒါအပြင်အော်တိုဘာ9ရက်မှာလည်းလွင်လင်းလင်းမြို့နယ်လင်းဖုန်ကြီးကြီးရအနီးကို စစ်ကောင်စီကစစ်ကြောင်းတစ်ခုနဲ့ထိုးစစ်ဆင်လာတာကြောင့်တော်လိုင်းရဲတပ်တွေနဲ့တိုက်ပွဲနှစ်နာရီကြာဖြစ်ပွားပြီးနောက်အထူးအခိုက်များပြီးပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုထားပါတယ်။အော်တိုဘာ9ရက်မှာလည်းလင်းဖုံကြီးကျွော်ဖက်ကအေအား60ကျော်နဲ့စစ်ကြောင်းထပ်ထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ကရင်နီတော်လိုင်းရဲတပ်တွေကြားနေရကြတိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီတိုက်ပွဲအတွင်းစစ်ကောင်စီဘက်က30ကျော်သေဆုံးပြီးထိခိုက်သူတွေများပြားခဲ့ပြီးတော့လက်နက်လေးလေးနဲ့ KNM ကြောက်တွေသိမ်းဆည်းရရှိခဲ့တယ်လို့ KNDF ကထုတ်ပြန်ထားပါတယ်။ ဖေခုံမြို့နယ်မြောက်စလုံးကျေးရွာမှာတက်ဆွေးထားတဲ့စစ်ကောင်စီနဲ့ PNO ပူးပေါင်းတပ်တွေဟာမြောက်စလုံးကျေးရွာကလူနေအိမ်တွေကိုမိရှော့ဖျက်ဆီးတာလက်နက်ကြီး drone တွေနဲ့တိုက်ခိုက်တာတွေလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြပါတယ်စစ်ကောင်စီဟာကရင်နီနဲ့ကရင်နီရှမ်းတောင်နေဆက်တခြားမှာအင်းအားအလုံးအရင်နဲ့စစ်မျက်နှာဖွင့်ထားတာကြောင့်တိုက်ပွဲဖြစ်ပွားတဲ့ဒေသနဲ့ဆက်ဆက်ရာနေရာတွေကပြည်သူတွေအနေနဲ့စီရဲလုံခြုံရေးတတိရှိကြဖို့ KNDF ကတိုက်တွန်းထားပါတယ်။ နောက်ထပ်သတင်းပေါ်အနေနဲ့လွယ်ရက်စစ်နိုင်ငံရဲ့အချင်းသူတွေကိုစစ်ကောင်စီပြန်လဲဖမ်းဆီးနေတယ်လို့ WOBB ပြောတဲ့သတင်းကိုတင်ဆက်ပေးမှာပါမြန်မာနိုင်ငံဒေသအသီးသီးကအချင်းထောင်တွေအတွင်းလွယ်ရက်စစ်ပြီးလွှမ်းမြောက်လာတဲ့နိုင်ငံရဲ့အချင်းသူတွေကိုပြန်လဲဖမ်းဆီးခံရမှုတွေဟာအခုနဲ့အတွင်းပုံမဆွေးရလာနေတယ်လို့နိုင်ငံရဲ့အချင်းသူများအဖွဲ့ WOBB ကမနေ့ကအောက်တိုဘာ13ရက်မှာထုတ်ပြန်ပါတယ်စစ်ကောင်စီဟာလွယ်ရက်စစ်နဲ့လွှမ်းမြောက်လာတဲ့နိုင်ငံရဲ့အချင်းသူတွေကိုထောင်ပူဝါမှာပြန်လည်ဖမ်းဆီးတာ လောရစခါနေနိုင်ငံရဲ့အကျဉ်းသူတွေကိုတခြားမသက်ဆိုင်တဲ့အမှုတွေနဲ့ထပ်မံဆွေးဆိုတာအပြင်နိုင်ငံရဲ့အကျဉ်းသူတွေလက်မြောက်မဲ့အပေါ်တမင်ရွေးချက်ရှိရှိဥပဒေတွေကိုလိုသလိုအသုံးချနေတယ်လို့ WOBB ထောက်ပြချက်မှာဖော်ပြထားပါတယ်ဒါအပြင်တရားမဖန်စည်းတာမဟုတ်မမှန်ပုံမှန်တွင်တပ်ပြီးထပ်မံဖန်စည်းမှုတွင်ကိုကျူးလွန်နေပြီးတော့စစ်ကောင်စီရဲ့တရားဥပဒေမဲ့ဖန်စည်းမှုတွင်ဟာနိုင်ငံရေးအကျဉ်းသားတွင်ကိုနိုင်ငံတကာလူခွင့်ရေးကြီးညာစာတမ်းပါတရားမဖန်စည်းရှင်းမပြူရဆိုတဲ့အချက်ကို ပေါ်ပေါ်တင်တင်ရှိုးပေါက်နေတာလို့ WOVV ကဆိုပါတယ်အခုလိုစစ်ကောင်စီရဲ့ရှိုးပေါင်းမှုတွင်ကိုနိုင်ငံရဲ့အကျဉ်းသူအဖွဲ့ကလူခွင့်ရဲ့ကာကွယ်ဆောင်ရှောက်သူတွေလူခွင့်ရဲ့ဆန်ရအဖွဲ့စည်းတွေနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံအတွင်းတရားမဲ့ဖမ်းဆီးမှုတွေအဆုံးသတ်ဖို့စုံစမ်းပေါ်ထောက်သွားမယ်လို့ WOBB ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်အကျဉ်းထောင်အတွင်းကြန့်ရှိနေတဲ့နိုင်ငံရဲ့အကျဉ်းသူအကျဉ်းသားတွေအလုံးစုံလွတ်မြောက်ရေးအတွက်အကျဉ်းထောင်အတွင်းစောင့်ကြည့်လေ့လာမှုတွေပြုလုပ်သွားမယ်လို့ဆိုထားပါတယ်။ နောက်ဆုံးတစ်ပုတ်အနေနဲ့နိုင်ငံတကာသတင်းတစ်ပုတ်ကိုလည်းတင်ဆက်ပေးမှာပါ။အမေရိကန်နဲ့ကုန်သွယ်ရေးစစ်ပွဲကိုအဆုံးတိုင်တိုက်ပွဲဝင်သွားမယ်လို့တရုတ်ပြောတဲ့သတင်းကိုလည်းတင်ဆက်ပေးချင်ပါသေးတယ်။အမေရိကန်သမ္မတဒိုနယ်ထရန့်ကတရုတ်နိုင်ငံကတင်သွင်းတဲ့ကုန်ပစ္စည်းတွေအပေါ်အပေါ်ထပ်ဆောင်တရားရခိုင်နှုန်းအခွန်စည်းကြမယ်လို့ပြောကြားလိုက်ပြီးနောက်ပိုင်းတရုတ်နိုင်ငံကအမေရိကန်ပြည်ထောင်စုနဲ့ကုန်သွယ်ရေးစစ်ပွဲကိုအဆုံးထိတိုင်တိုက်ပွဲဝင်ဖို့အသိရှိနေပြီဖြစ်တယ်လို့ဒီကနေ့တုံ့ပြန်ပြောကြားခဲ့ကြောင်း AFP သတင်းတရမှာဖော်ပြထားပါတယ်။ တောက်ကြနဲ့ကဆိုရှယ်လူမှုကွန်ရက် post တစ်ခုမှထုတ်ဖော်ခဲ့တဲ့ဒီလုပ်ရဟာလက်ရှိမှာတရုတ်ဘက်ကမဟာဗျူဟာမြောက်လွှမ်းမိုးရှုပ်ကိုင်ထားတဲ့နယ်ပယ်ဖြစ်တဲ့မြေရှားတပ်တူတွေအပေါ်တင်းကျပ်တဲ့ပို့ကုန်ထိန်းချုပ်မှုအသစ်တွေရှာမှတ်ဖို့ဘေကျင်းရဲ့လွန်ခဲ့တဲ့သတင်းဘက်ကကြေညာချက်ကိုတုံ့ပြန်လိုက်တာဖြစ်ပါတယ်။ဒါ့အပြင်ထရန့်ကအရေးပါတဲ့စုပ်ပွဲအမျိုးအစားအလုံးပေါ်မှာပို့ကုန်ထိန်းချုပ်မှုတွေကိုနိုဝင်ဘာ၁ရက်ကစတင်ပြီးတော့ဝါရှင်တန်ကစီးကျပ်သွားမှာဖြစ်တယ်လို့သူ့ရဲ့ post မှာကြေညာခဲ့ပါတယ်။ ။နောက်ဆုံးဖြစ်ပေါ်လာတဲ့အမေရိကန်ပြည်ထောင်စုနဲ့တရုတ်တို့အကြားတင်းမာမှုတွေဟာဈေးကွက်တွေကိုလှုပ်ခတ်သွားစေခဲ့ပြီးတော့တရုတ်ဘက်ကသမရရှိချင်းဖြစ်နေတောင်ကိုရီးယားမှာပြုလုပ်မဲ့အလားအလာရှိတဲ့တွဲဆုံမှုအပေါ်မေခွန်းတွေတန်တရားတွေဖြစ်ပေါ်လာစေခဲ့ပါတယ်။အခွင့်အရေးပွဲတွေနဲ့ကုန်သွယ်ရေးစစ်ပွဲတွေလိုကိစ္စရပ်တွေမှာတရုတ်ရဲ့ရည်တည်ချက်ဟာအမြင့်ရမဲ့တသမတ်တည်းရှိနေကြောင်းအင်ကာနဲ့မှာထုတ်ပြန်တဲ့ကြေညာချက်တစ်စောင်မှာအမည်မဖော်လို့သူကုသရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူတဦးကပြောကြားခဲ့ပါတယ်။ ထရန်ဟာတနင်္ဂနွေနေ့ကတော့လေတံအနည်းငယ်ပြောင်းလဲသွားပြီးချင်းလျှောက်တဲ့လေတံကိုရှော့ရှာပြီးတော့ social media post တစ်ခုမှာအမေရိကန်ပြည်ထောင်စုအနေနဲ့တရုတ်ကိုအကူအညီပေးလိုတယ်လို့ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။ဒီကနေ့သတင်းအသံထုတ်လွှင့်တဲ့အစီအစဉ်ကိုဒီလောက်နေပဲရန်နာလိုက်ပါတယ်။ရခိုင်ပြည်အတွင်းကသတင်းအကြောင်းအရာတွေအပါအဝင်တခြားဒေသတွေကသတင်းတွေနဲ့ပတ်သက်လို့ DMG သတင်းဌာနကိုသတင်းတွေပေးပို့ချင်နေဆိုရင်တော့အပေါင်း669 839 6လဲ3 633ကိုလုံချုံစိုက်ရှာစွာနဲ့ဆက်သွယ်ပေးပို့နိုင်ပါတယ်ဒီအစီအစဉ်ကိုတလင်းလာနေကနေစနေနေ့အထိနေ့စဉ်ည8နာရီအချိန် DMG ရဲ့ Facebook စာမျက်နှာနဲ့ soundcloud.com မှာ DMG online radio လို့ရှာပြီးနားဆင်နိုင်ပါတယ်နောက်တော့ဆင်ကြတဲ့သူတွေကိုကျေးဇူးများကြီးတင်ပါတယ်ရှင်